ယေရှုခရစ်တော်အဖြစ်အလင်းရဲ့တန်နှစ်ရဲ့တန်ဖြစ်တဲ့မိသားစုတယောက်စတန်ကိုမင်္ဂလာနေ့တည်လေးပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့9ရက်9လ2025ဒီနေ့လနေ့ရဲ့နေ့တည်ကြီးနေ့တည်ထဲမှာသာရဖြာသည်တင့်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောသာရဖြာသည်သင်တိုင်းမျက်နှာတော်အလင်းကိုလွှဲ၍ဂယုနာဂျေဇုပြုတော်မူပါစေသောသာရဖြာသည်တင့်ကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင် ချစ်တဲ့မိသားစုများဒီကနေ့ကျွန်တော်တို့အဖေဝရဆာခရင်ငါအခန်းငယ်၈ကိုအတူတူဆင့်ချင်ရအောင်အထက်ကာလ၌သင်တို့သည်မောင်မိုက်အတိဖြစ်ကြ၏ယခုမူကားသခင်ဖျား၌အလင်းဖြစ်ကြ၏တို့ဖြစ်၍အလင်းဤသားကဲ့သို့ကျင့်နေကြလော။ဟာလေလုယာ။ချစ်တဲ့မိသားစုများကျွန်တော်တို့ကအာရမဆင့်တင်လာတဲ့သူမာနလက်ထဲမှာရှိခဲ့တဲ့သူမာနရဲ့သားဖြစ်ခဲ့တဲ့သူ ကျွန်တော်ဘုရားရရှိမှာမောင်မိုက်အတိပြန်အလင်းကိုမရှိရတမလွန်စင်ပဲသွားမလဲဆိုလည်းမသိတမလွန်အကြောင်းစဉ်းစားရင်လည်းဘာမှအဖြစ်မထွက်ဘူးကျွန်တော်မောင်မိုက်အတိဖြစ်ခဲ့တယ်အခုကြတော့တဲ့သခင်ဘုရားဆိုတာသခင်ရှုပြောတာသခင်ရှုခရစ်အဖြစ်အလင်းဖြစ်ကြည်ဟာလေလုယာအလင်းနိုင်ငံကိုရောက်တာတခုတည်းမဟုတ်ဘူးเนาะအလင်းဖြစ်ကြည် ျွန်တော်လောကအသက်ရှင်တဲ့အခါမှာစန်တဝါဝါနဲ့ဘယ်သွမ်းလို့သွမ်းမဲဆိုတာမသိတဲ့သူတွေအတွေ့ကျွန်တော်ကအလင်းဖြစ်တယ်ငါတို့ကသင်ရင်ငရေမသွမ်းဘူးကောင်းရင်သွမ်းမယ်ငါတို့အခုအသက်ရှင်နေတဲ့အခါမှာမနေ့ကဘာဖြစ်မလဲဆိုတာမသိပြီမနေ့ကဘာပိုင်နေဖရားကိုငါတို့ကသိထားတယ်မနေ့ကအတွက်သူကတောင်းယူပေးထားတယ်ဆိုတော့ကျွန်တော်ကအလင်းဖြစ်သွားတယ်ဒါကြောင့်မို့အလင်းရဲ့သားကဲ့သို့ကျင့်နေပါဆိုတာကအလင်းမှာအသက်ရှင်တဲ့လူတယောက်ရဲ့အသက်တာထက်မှာ ဘူးကြောင့်ခိုးခဲ့ဟာဒီမလို့အမောင်သားတွေကြတော့ကျွန်တော်တို့ကြည့်လေဥပမာယူယူလေးပြောမယ်ဆိုရင်နေဘက်လင်းနေဆိုရင် ကျွန်တော်တို့ကဘာမှတိတ်မလို့ရဲဘူးမောင်ပြီးဆိုရင် လူများမမြင်ဘူးလေဆိုတော့အမောင်ထဲမှာ လူများမမြင်သင့်မမြင်ထိုက်တဲ့အရာတွေလူရှေ့မှာကြည့်လို့ရှုလို့မကောင်းတဲ့အရာတွေအမောင်ထဲမှာလုပ်တယ် အလင်းရသားကဲ့သို့ကျင့်နေပါဆိုတာကဖယားသားသမီးတယောက်ကနေနဲ့ညကဖယားရဲ့ရှေ့တော်မှောက်မှာအဲ့ဒီအမောင်ကဖယားရဲ့ရှေ့တော်မှောက်မှာမကွေပေးနိုင်ဆိုတော့အကုန်လုံးကအလင်းဖြစ်နေတဲ့အခါမှာအလင်းကဲ့သားကဲ့သို့ကျင့်နေပါဆိုတဲ့အခါမှာညဘက်လည်းဖယားရဲ့ရှေ့မှောက်မှာလင်းနေတာပဲဒါကြောင့်မလို့ညဘက်အသက်တာထဲမှာလည်းတကယ်ဖယားအလိုတော်နဲ့အညီပဲသွားမှာနေဘက်အသက်တာလည်း ဒီတိုင်းပဲသွားမှာလူရှိမှရောလူနောက်မှရောအလင်းရဲ့တန်ခဲ့သူကျင့်နေပါဆိုတာကတကယ်ပဲဘုရားသခင်အလိုတော်နဲ့အညီအသက်တာကိုတည်ဆောက်ပါသွားလာပါပြောဆိုပါအသက်ရှင်ဖို့ပဲဖြစ်တယ်ဒါကြောင့်မလို့ချစ်တဲ့မိသားစုများကျွန်တော်ကအလင်းသားဖြစ်တဲ့အတွက်ကြောင့်အလင်းသားကဲ့သို့ကျင့်နေပါကျင့်နေပါဆိုတာက action ကိုပြောတာပါကျွန်တော်တို့သွားလာလှုပ်ရှားမှုပါတကယ်အလင်းသားကဲ့သို့ပွင့်ပွင့်လင်းလင်းတကယ်ပဲရှင်းရှင်းလင်းလင်းလွတ်လွတ်မြောက်စွာဝမ်းမြောက်စွာ လွတ်လွတ်လပ်လပ်နဲ့တကယ်ဖခင်ရဲ့ဘုံတော့ကျွန်တော်တို့နေ့စဉ်နဲ့အမြအလင်းရဲ့တားကဲ့သို့ကျင့်နေတဲ့ခုအတွက်ဒီနေ့နှုတ်ကပတ်တော်အဖြစ်မြတ်တဲ့နေဝင်ကနေတင်းကိုဖခင်တိကျတဲ့ကောင်းချီးပေးပါစေအာမင်